ဟုတ်ကဲ့ဒီအကိုမေးထားတာက तू ကစီးရှူဖြစ်နေတယ်အရက်တောက်လို့ရလား तू ကအရက်မတောက်ရင်ပြိုတက်လို့လေဟုတ်ကဲ့ဒါနဲ့ပတ်သက်ပြီးဖြစ်ပြပါမယ်ရှင် အားလုံးပဲမင်္ဂလာပါကျမအကကြိုက်တဲ့ဆရာဝန်မလေးတောက်တာတနန်းဆွေဖြစ်ပါတယ်ရှင် အရက်မာကနေနှမျိုးစားရှိပါတယ်ရှူကားပါတာမနော်အချိုပါတဲ့အရက်နဲ့အချိုမပါတဲ့အရက်ဆိုပြီးနှမျိုးရှိပါတယ်အချိုပါတဲ့အရက်ဒီဆိုလို့ရှိရင်တော့အချိုရီတောက်တာနဲ့တူတူပဲအဲစီချိုကိုပိုးပြီးတော့တက်စီတယ်ပေါ့နော်ဒါပေမဲ့အချိုမပါတဲ့အရက်ဒီကျတော့လေသူကကယ်လိုရီလေးပါတယ် အဲ့ဒီအရက်ကနေထွက်တဲ့ကယ်လိုရီလေးကအသေးမှသွားပြီးအစီရဖြစ်သွားစုနေတတ်ပါတယ်။အဲ့ဒီအစီတွေကိုအသေးကသွားပြီးခြိဖြဲရမှာဖြစ်တဲ့အတွက် insulin resistant ရပြီးတော့ခန္ဓာကိုယ်ထဲက blood sugar level အချိုသက်တွေကပုံမှန်ထက်အကြာကြီးမြင့်တက်နေတတ်တဲ့အတွက်စီးချိုကောင်းကောင်းမထိန်နိုင်ပါဘူး။အရက်ကိုတော့တောက်ဖို့တိုက်တွန်းတာတော့မဟုတ်ပါဘူးเนาะကျွန်တော်ဗီဒီယိုကြည့်ပြီးဆီယမအရက်တောက်လို့ရတယ်ဆိုပြီးတော့ဒူလိုက်ကိုတော့ပြနေအောင်မယ်เนาะ แต่แกบ่นานว่ามเต้าไปมันน and sugar မပါဘူးပေါ့နော်အချိုအချိုမပါတဲ့ဟာပြီးဒီ carbohydrate calorie ပေါ့ carbohydrate လည်းနည်းတဲ့ဟော alcohol ကိုရွေးရပါမယ်အဲ့ဒါတွေကဘာနေလဲဆိုဒီပုံမှာပြထားတဲ့ဟာတွေပါကျွန်တော်လည်းတိတ်တော့နားမလည်ပါဘူးအရက်အကြောင်းကိုကိုယ့်အကူရှာကြံပြီးတော့လေ့လာပြီးတော့တွေ့ရှိတဲ့ဟာတွေကိုပြန် share ပေးတာပါ whiskey လို့ rum လို့ gin လို့ပေါ့နော်အဲ့အရာတွေကိုရွေးပြီးတော့အတင်းအတင်းအလွန်ကျူးမတော့ပဲအတင်းအတင်းတောက်တုံးလို့ရပါတယ်လို့ပဲပြောပြစီရှင် ဟုတ်ကဲ့ဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲ good night ပါ see you on the next video